တန်ဂူရီယာသမ္မတတာဝန်ကို2018ခုနှစ်ကနေ2022ခုနှစ်အတွင်းရယူခဲ့တဲ့သမ္မတဟောင်းမွန်ဂျေအင်းဟာအာဂရီလိုက်စားမှုတွေနဲ့ကြာတာပရီနီကတရားစွဲဆိုခံခဲ့ရပါတယ်2018ကနေ2020ခုနှစ်အတွင်းသာသမတ်ဖြစ်သူရဲ့မလွန်မကန်ယာတုရယူထားမှုသာသမတ်ဖြစ်သူကတဆင့်လက်ငွေနဲ့အခြားခံစား권ကိုရီးယားဝန်218တန်းလောက်လက်စားထားမှုတွေနဲ့အစိုးရရှိနေတွေကစွဲချက်တင်ထားတာပါ။ သမရဟောင်းမွန်ဟာသူ့သမရတက်တန်းတွင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ချွန်အန်နဲ့တမိုင်းဝင်ငင်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်အောင်ကြိုးပမ်းကောင်ထယ်ပေါ်ဆောင်ရွက်နိုင်ခဲ့သူဖြစ်ထင်ရှားပါတယ်။ တမရဟောင်းမွန်လည်းအခုလိုရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ခံခံရပြီးဖြစ်တာကြောင့်အခရီးမှုတွေနဲ့ဖန်းစီအေးယူခံရသူတမရတွေလှုပ်ကြံခံရသူမိမိကိုယ်ကို အဆုံးစီရင်သူယခင်ယခင် တောင်ကိုရီးယားတမရဟောင်းတွေစီးရင်မှတအူးပါဝင်ဖြစ်လာပါတယ်။ တမရမွန်စီကနေရာဒူးဆက်ခံပြီးတန်ဂိုရီးယားနိုင်ငံမှာစစ်အုပ်ချုပ်ရေးကြီးညာမှုနဲ့ဒီလတဲမှာပဲရာဒူးကဖယ်ရှားခံခဲ့ရတဲ့တမရဟောင်းယွန်းစုယွန်းဟာလည်းရာဇဝိမှုတွေနဲ့တရားရင်ဆိုင်နေရပါတယ်။တမရဟောင်းမွန်ရဲ့တမီးဟာလည်းပြီးခဲ့တဲ့နှစ်စက်တင်ဘာလကအာဂရီစုံစမ်းမှုတွေနဲ့လုံခြုံရေးအဖွဲ့တွေကနေအိမ်ကိုစီးနှင်းရှာဖွေမှုတွေလုပ်ခဲ့ပါသေးတယ်။ တမရဟောင်းရဲ့ဒီမိုကရက်တစ်ပါတီတွေကတော့ဒီဆွဲချက်တွေဟာနိုင်ငံရေးပြောကမကင်းဘူးဆိုပြီးပယ်ချထားပါတယ်။လက်ရှိတန်ဂိုရီးယားနိုင်ငံရဲ့အစိုးရကိုယာယီသမ္မတနဲ့ဝန်ကြီးချုပ်ဟန်ဒက်ဇွန်တို့ဥဆောင်တာဝန်ယူထားပြီး လာမယ့်ဇွန်လ3ရက်နေ့မှာမြောက်ကိုရီးယားသမ္မတတည်ရွေးကောက်ပွဲကျင်းပဖို့ရှိပါတယ်ရှင်။